လူရှိနေဖြစ်ကြနေပြီမယ်။တရေရှိနေဖြစ်နေရတဲ့နုံမှုချင်းတရေတွေကိုမြင်ရပြီးနောက်ပိုင်းတရေတွေရဲ့အမှုကိုလိုက်ဖို့တာဝန်ပေးခံရတဲ့ရှိနေတယောက်ရဲ့ဇာကားလေးပါ။ဇလန်းရဲ့အဆမှာလူတယောက်ဆက်ထဲမှာညက်တည်သွားမလို့ဖြစ်နေလို့နုံမှုချင်းကဝင်ကူပေးရင်းနဲ့အနေရများတဲ့ဆက်တွေကိုမတုံးသင့်ကြောင်းနဲ့ဒါကအလို့သမားဥပဒေနဲ့မညီညွတ်ကြောင်းပြောပြီးဒီကိစ္စကဒဏ်ကြီးဘလောက်ထိဆောင်ရနိုင်ကြောင်း1ဆယ်တန်းလောက်ထိပေးချေရနိုင်ကြောင်းဥပဒေကြောင်းရာတွေကိုရှင်းပြနေတော့သူစီတန်ကြောင်းတွေအများကြီးပြုတ်ကြလာပါတယ် ဒီလောက်လေးချိန်ရှိတဲ့တန်ချောင်းတွေကျလာတာကတိလောက်ပါတယ်။ဇလဆကလေးကကျွန်တော်တို့ရဲ့မင်းသားကြီးဟာဘဝရဲ့အထူးပါးတွေကိုကောင်းကောင်းနားလည်ဟန်မတူပါဘူး။တနေ့မှတော့သူဟာကုမ္ပဏီကနေရမယ့်ပင်စင်ရမုံငွေတွေအားလုံးကိုတော့စွန်စားထုတ်ယူပြီးယင်းနှိမ့်နှံမှုတစ်ခုမှအကြီးကျယ်ပါဝင်ခဲ့ပါတယ်။သူယင်းနှိမ့်နှံမှုစူးစမ်းတာက Bitcoin ပါပဲ။ဒီလိုလုပ်ဖို့အတွက်သူ့ကိုဆွဲဆောင်တိုက်တွန်းခဲ့တဲ့သူကလည်းရုတ်တရက်တည်ဆုံသွားတဲ့အခါမှာတော့သူ့ဘွားကြီးဟာစာပြီးပြဿနာတက်တော်တာပါပဲ။ ရင်းနှီးမြှုပ်နှံထားတဲ့ပတ်စံတွေအားလုံးပျောက်ဆုံးသွားပြီးမင်းသားဟာလှုပ်လှမဲ့ဘဝကိုရောက်ရှိသွားခဲ့ရုံသာမကတပြားမှမရှိတော့တဲ့အခြေအနေနဲ့ရင်ဆိုင်လိုက်ရပါတယ်။သူ့ရဲ့မိတ်ဆွေအရင်းတွေကမင်းကဥပဒေဝေရထားတာပဲ။လူသမားခွင့်ရေးဆိုင်ရာရှင်းနေလို့ပါလားဆိုပြီးသူ့ကိုတိုက်တွန်းကြပါတယ်။ဒီအကြံပြုချက်ဟာအစာပိုင်းမှာတော့မင်းသားအတွက်အထိပယ်မဲ့တယ်လို့ဖြစ်နေပေမဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့မျှော်လင့်ချက်အစ်စ်ဖြစ်လာခဲ့ပါတယ်။ပတ်စံတွေလည်းပြောင်းအလုပ်လည်းပြုတ်ဇနီးတွေကလည်းအိမ်ပေါ်ကဆင်းပြီးခင်မရဲ့အိမ်မှာတွားနေတာမို့ နှမှုချင်းရဲ့ဘဝဟာအလုလမဲ့မိမကလည်းလက်မခံဖြစ်နေပါတယ်ဒါပေမဲ့ဘဝဆိုတာဒီလိုပါပဲလူတယောက်အောက်ဆုံးရောက်နေချိန်မှာပဲမမျော်လင့်တဲ့အခွင့်အရေးတွေပေါ်လာတတ်တာကိုသူ့ရဲ့တငယ်ချင်းတွေကမင်းကဥပဒေတတ်တာပဲဒီလိုလက်ကျန်ဘဝနဲ့တော့မဖြစ်ဘူးအလုသမားရှိနေပဲလို့တော့လူစီယုံမာတော့တယ်အစာပိုင်းမှာတော့နှမှုချင်းတယောက်အလုသမားရှိနေငါလားနဲ့နှပန်းလုံးနေရတာတော့ပင်မနေပါဘူးလို့ညီးတွားပြီးအချိန်ချင်းညင်းဆိုပါတယ် ဒါပေမဲ့သူ့ဇနီးကိုပြန်ခေါ်ဖို့သူ့ရဲ့အိမ်တော်ကြီးအဆင်ပြေဖို့အတွက်ရောသူ့ခင်မမျက်နှာချောင်ရောစာဝတ်နေရေးအတွက်ရောဒီလမ်းကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။တကယ်တော့ရွေးစရာလည်းမရှိဘူးပေါ့။ ဒါနဲ့ပဲနုံမှုချင်းဟာအလို့သမားရှိနေဆောင်ရွက်အတွက်စာရီအသေးအတန်စူးစမ်းကြက်နေပါတော့တယ်။အရင်ကပတ်စံနောက်ပဲလိုက်ခဲ့တဲ့သူအတွက်စာအုပ်တွေကြားထဲခေါင်းဆက်ပြီးစာကြက်ရတာဟာတင်မင်းတမန်နဲ့တွေ့ရတာထပ်ပိုကြောက်စရာကောင်းနေမှာပါ။ဒီလိုနဲ့နောက်ဆုံးတော့ဆောင်ရွက်အောင်ခဲ့ပြီးအလို့သမားရှိနေတယောက်ဖြစ်လာခဲ့ပါပြီ။ဒါကြောင့်မဲ့သူရှိနေဖြစ်တဲ့အထိတ်မှနဲ့တငယ်ချင်းတွေကိုညစာခေါ်ကြွေးရင်စာတောက်ကြရင်အပြန်မှာနုံမှုချင်းရဲ့တငယ်ချင်းဟာမူပြီးအလို့သမားဝန်ကြီးဌာနရှိကယုတ်ထုတ်ဖို့အန်ချလိုက်မိပါတယ်။ သူတို့နှစ်ယောက်ဟာမူယူနဲ့ပဲရုပ်ထုကိုပြန်တောင်းမှပြီးရှင်းနေလို့မူခြင်းကသူ့ရဲ့လူသမားခွင့်ရရှိနေဆိုတဲ့ဒိဋ္ဌာကကူတော့မူနဲ့ရုပ်ထုလက်ထဲကိုပေးခဲ့ပါသေးတယ်။နောက်ရမှာတော့ရှင်းနေလို့မူခြင်းဟာအလို့သမားရှင်းနေယုံလေးစတင်ဖွင့်လိုက်ပြီးရအောင်သူ့ခင်မရဲ့အာကျိုးမန်တက်ကူညီမှုနဲ့ရုံငန်းအသေးလေးဖွင့်လိုက်ပါတယ်။အမရဲ့အိမ်တော်ကြီးတရားဖို့အတွက်ခဲအိုလို့သူကိုတနာလာချောင်းရောသူ့အိမ်မှာလာတောင်းတင်နေတဲ့အမကိုပြန်စီကျင်လာချောင်းရောကူညီပေးနေတာပါ။ရုံကိုအမှုအမဲ့သူမလာလို့သူကိုယ်တိုင်မှလိုက်ပြီး flyer ရီအလောက်ကတည်းလိုက်ဝင်နေပြီမဲ့ နုံချင်းကိုယ်တိုင်ကတော့ဒီလိုဝေရတာကိုရှက်နေပါဗါးခေမာလေးကလည်းကိုပိုင် YouTube ထောင်ထားပြီးမဲ့သူ့ရဲ့ channel ကကြီးမဲ့သူတိတ်မများပါဘူးလူ၄00ကျော်ပဲရှိပါတယ်နေရမရှိရတဲ့အတွက်ငှားထားတဲ့ယုံကမှပဲအိပ်ပါတယ်စားဖို့ကတော့တစ်ချိန်ကသူ convenience store မှာအလုပ်လုပ်ခဲ့တော့ငါရှားခဲ့တဲ့ coupon တွေနဲ့လဲပြီးစားပါတယ်ဒါတော့လဲမရတဲ့စိုင်မျိုးစုံမစားပဲအငတ်ခံရတဲ့ညတွေလည်းရှိခဲ့ပါတယ်ဒီလိုဇက်တိုက်မွေးနေလို့ခေမာလေးကသူ့ကောင်လေးနဲ့ studio ကိုခေါ်သွားပါတယ်သူ့ကောင်လေးကလည်း youtuber ဖြစ်ပြီး သူကတော့ကိုရောင်ပါကိုရောင်ကတော့ subscriber အသင့်တင်ရှိပါတယ်အဖေသူလည်းအသင့်တင်ရှိပါတယ်သူကလည်းကိုကြီးဆိုပြီးခဲမကိုရဖို့ခဲအိုကိုဖားပါတယ်သူကူညီမိမဲ့ပြောပါတယ်ဒီလိုနဲ့၃ယောက်ပေါင်းပြီးအဖွဲ့အဖွဲ့ဖြစ်သွားပါတယ်သူတို့ရဲ့အလုပ်လုပ်ပုံကခဲမလေးက safety မဖြစ်တဲ့လုပ်ငန်းခွင်တွေကိုလေးလာတယ်သူကောင်လေးက youtuber ဆိုတော့ video ရိုက်ပေးတယ်နုံမှုချင်းကတော့ sim ဖြစ်တဲ့လုပ်ငန်းခွင်နဲ့တုံးထားတဲ့ပစ္စည်းတွေကန့်သက်ကြော်နေတာတွေကိုဥရိယာရော်ကြီးဘလောက်ထောင်းနေဘလောက်ခတ်မသိရင်အလုပ်ကပြပြရနိုင်တယ် ဥပဒေပုံမှန်တွေနဲ့ကြာသင့်မဲ့ဒဏ်တွေဘဏ္ဍာန်စတဲ့စတဲ့ဥပဒေချက်လက်တွေနဲ့ကင်မောက်တော့လုပ်ငန်းရှင်တွေဘက်ကအလုံးရက်လိုက်ရမှာနာမည်ပြက်ထွက်သွားမှာလုံသမားတွေဒါကိုတည်သွားရင်ဆန္ဒပြကြမှာထောင်ကြမှာမြပြလာတဲ့ဒဏ်ငွေတွေဝန်တန်းနဲ့ချီဆောင်ရမှာတွေဒါတွေကိုကြောက်လို့ရှင်းနေကိုပဲပတ်စံခံများများပေးပြီးကြေးအေးပေးလို့လက်ထိုးကြပါတယ်လုံငွေချင်းကငွေကိုယူပေမဲ့လုပ်ငန်းခွင်ကိုစေးဖြစ်အောင်လုပ်ဖို့တော့ပြောခဲ့ပါတယ် ဒီလိုတစ်ခုပြီးတစ်ခုလုပ်ငန်းခွင်တွေကိုလိုက်လုပ်ခေရင်ကအဆင်ပြေလာပါတယ်ငွေစားလေးတွေလည်းရွှင်လာသလိုရုံးကမှလူရဲပစ္စည်းတွေလည်းဝယ်ထည့်လာနိုင်ပါတယ်ပစ္စည်းတွေဝယ်ထည့်နေလို့သူ့လကကြမပေးဘူးဆိုပြီးလာတဲ့အင်ရှင်ကိုပါ6လသာဂျိုပေးထားလိုက်တာကြောင့်အင်ရှင်မှာကြီးနေတဲ့အကြီးပြန်သွားပါတယ်ပြဿနာကအခုမှစတာပါနောက်ထပ် online ကနေလုပ်ငန်းခွင်ထိခိုက်မှုများပြီးလူသေပြောက်များတယ်ခရောင်ထူကီကလုပ်ငန်းခွင်တစ်ခုကိုနောက်ပြတ်ဖြစ်သွားဖို့ရှာတွေ့ခဲ့ပါတယ်ဒီလိုနဲ့သူတို့အဲ့ဒီလုပ်ငန်းခွင်ကိုသွားတဲ့အချိန်လုပ်ငန်းခွင်ရှေ့ရောက်မှာကိုရောင်းကဤပါကျင်လာတာကြောင့် အနည်းကဆိုင်ကန်းတစ်ခုတည်းကိုဖြည့်သွားပါတယ်။ဒီတော့နုံမူချင်းနဲ့ခေမလေးနှစ်ယောက်တည်းအထဲကိုဝင်သွားလိုက်ပါတယ်။ခေမလေးကအလုရှင်ရဲ့သားနဲ့ရုံးကန်းထဲမှာဆွေးနွေးနေတော့တစ်ဖက်မှာနုံမူချင်းလုံဝန်းခွင်တွေကိုတွားကြည့်ဖို့လုပ်ပါတယ်။ပန်ရှင်သားကသူလိုက်ပြမယ်ပြောရမယ်ခေမလေးကသူဆွေးနွေးစရာရှိလို့ခဏဆိုပြီးနုံမူချင်းကတယောက်တည်းတွားကြည့်ပါတယ်။ဒီကလုံဝန်းခွင်တွေကအခြေအနေကိုအမှန်တမ်းမြင်ကျင်တာကြောင့်ပါခေမလီကလုပ်ငန်းဝင်ကလုံခြုံမှုမရှိကြောင်းလူသမားခွင့်ရည်နဲ့ညီနေကြောင်းပြောပေမဲ့မင်းကလေးမို့လို့အထင်သေးသလိုနဲ့လုပ်ငန်းရှင်သားကမင်းကချိန်ချောင်းနေရတာ မင်းဘာလုပ်နိုင်မှာလဲဗမာလဲတက်သည်ဆိုပြီးညင်းလွတ်လိုက်ပါတယ်ဒီလိုညင်းမဲ့တီလို့တစ်ဖက်မှာတက်သည်ရှာနေတဲ့နူမူချင်းကရွှေပြောင်းအလုပ်သမားတယောက်ဆက်ထဲညံ့မဲ့အခြေအနေမျိုးကဲတင်လိုက်ရပါတယ်ပြီးတော့ဥပဒေအချက်အလက်တွေရှင်းပြနေတော့မှမထင်မှာပဲသူ့ဘော်ကိုတန်ချောင်းအကြီးကြီးတွေပြုတ်ကျလာပါတော့တယ်ဒီမြင်ဝင်ဟာတကယ်ကိုရှင်းတထိတ်လေးဖြစ်เสียပါပဲတန်ချောင်းတွေသူ့ဘော်ကြာကန်ဒီအချိန်မှာအချိန်နဲ့ခဏတာရက်တန့်သွားသလိုဖြစ်သွားပြီးနုံမူချင်းတယောက်မျောနေတယ်လို့မျိုးခံစားလိုက်ရပါတယ်။အဲ့ဒီမျောနေတဲ့အချိန်လေးမှာပဲသူဟာအလုသမဝန်ကြီးဌာနရှိမှအန်ချခဲ့တဲ့ရုပ်ထုကြီးနဲ့တပုံစံနဲ့တူညီတဲ့ payment man Green River တက်ရောက်နဲ့တွေ့ဆုံလိုက်ရပါတယ်တကယ်တော့ဒီအကြောင်းအရာကအရင်ကရုပ်ထုကိုတောင်းပန်ခဲ့တာနဲ့ချိတ်ဆက်နေတာမထူဆန်ပါဘူး။ကံကြမ္မာကသူ့ကိုလိုက်လာတာကိုတင်မင်းတမန်ကသူ့ကိုလေးတန်းအေးနဲ့မင်းမသိချင်သေးဘူးဆိုရင်စာချုပ်မှာလက်မှတ်ထိုးလို့ပြောလို့စာချုပ်ကဘာပါလဲဆိုတာမသိရပဲမထိုးနိုင်ဘူးပြောလို့ဒါဆိုလဲတေးလိုက်တော့ဆိုပြီးစာချုပ်ကိုပြန်သိမ်းသွားလို့မနေတားလိုက်ရပြီးစာချုပ်ကိုတော့သူချဖတ်ခွင့်မပေးပဲချက်ချင်းလက်မှတ်ထိုးခိုင်းပါတယ်။ နှုံချင်းတယောက်ဘဝနဲ့တေချင်းတရားချမှာရွေးချယ်စရာမရှိပဲကရုံကရင်နဲ့တွေ့ဝေစွာလက်မှတ်ထိုးလိုက်ရပါတယ်ဒီစာချုပ်ကဘာတွေပေါင်းနေလဲဆိုတော့ကို तू မသိသေးပေမဲ့အသက်ရှင်ဖို့အတွက်တော့ तू လက်ခံလိုက်ရတာပါပဲစာချုပ်ထိုးပြီးတာနဲ့ तू ပြန်သတိရတာပြီမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါတန်ချောင်းကြီးတွေဟာသူ့ကိုကွင်းပြီးသူ့ဘေးပတ်လည်မှာမြေပြင်ပေါ်ကိုထိုးဆိုင်ကြတော့ကိုတွေ့လိုက်ရပါတယ် तू မသေးပါဘူး ီတော့တင်မင်းတမန်နဲ့ချုပ်ထားတဲ့စာချုပ်ကသူ့ကိုအသက်ဆက်ပေးခဲ့တာပေါ့အဲ့ဒီတင်မင်းတမန် Grand Reaper လိုမျိုးလူတစ်ယောက်ဒါမှမဟုတ်ဝိညာဉ်ကြီးရဲ့တက်တန်းစောင့်ရှောက်သူတို့ကသူ့စီကိုရောက်လာပါတယ်ဒီပုဂ္ဂိုလ်ဟာမင်းသားကိုသူ့ရဲ့တက်တန်းကိုဆက်ပေးဖို့ဒါမှမဟုတ်သူရဲ့ဘွားကိုပြန်လဲစတင်နိုင်ဖို့အတွက်စာချုပ်တစ်ခုကိုချုပ်ဆိုဖို့ကမ်းလာပါတယ်။ဒီစာချုပ်ရဲ့အဓိကသဘောတူညီချက်ကတော့အလို့စူးစမ်းပြီးမတရားတည်ဆုံရတဲ့ဝိညာဉ်တွေအတွက်အမှတ်တရားကိုဖော်ထုတ်ပေးဖို့ ူတို့အတွက်တရားမျှတမှုကိုရှာဖွေပေးဖို့တောင်းဝင်ပေးအပ်ခြင်းပါပဲပထမပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီ ongoing ကမလို့ဆောင်ပြီးတော့တင်ဆက်ပေးရမှာမလို့ပါနောက်ရမှာအပိုင်းတွေကိုဆက်ပြီးတင်ဆက်ပေးပါမယ်ဆက်လက်ဆောင်ကြည့်ပေးပါဦး channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်သားပေးပါဦးဒီနေ့ဖို့တော့ဒီလောက်ပါပဲ